ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအားလုံးအကျွတ်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရင်းစရာ မိဟိခန့်ဥဒ္တတိပါရေးသားထားတဲ့မန္တန်ထူးမောင်နဲ့တမဏိပခန့်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ရှင်။ ဇလန်ကျောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုကြပါရယ်အသေးသေးတဲ့နိုင်သိရှိဖို့အတွက်ကတော့ဘေးနား노တီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးတော့မဲ့သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင် ထူးမောင်တို့သုံးဦးမြေဆိုင်မှာပြင်ဆင်ယူပါခိုင်းသားများနဲ့တိုက်ခိုက်ပြီးတင်းကျန်းစည်းရက်ကိုပြန်လာခဲ့ကြတဲ့ဇေယက်ကိုရောက်တဲ့အခါမန်တပရပိုက်ကြီးနဲ့အတူစောင့်နေတဲ့ဥက္ကလာဆိုသူမရှိတော့ထူးမောင်နဲ့အတူရှိနေကြတဲ့ဥတန်ခဲနဲ့မပန်းဖြူတို့ကတန်တရာဝင်နေကြတော့လေထူးမောင်ကတော့ဥက္ကလာကိုယုံကြည်တာကြောင့်စိုးရင်ကျဲမရှိခဲ့ပါသောဦးသားလည်းဥကာလာပြန်အလာကို နေထွက်ချိန်အထိစောင့်ကြတော့လေဥကာလာကပြန်မလာခဲ့ပါ။ ကျုံရဲ့ခြင်းစဉ်ကိုအတုံးချရမယ့်အချိန်ရောက်ပြီးဗာများလဲထူမောင်ကျုံမျက်လုံးတွေမမြင်ရတော့ပေမဲ့စိတ်အာရုံမှာအလင်းကိုဝင်စားပြီးအကန့်အသတ်တစ်ခုထိမြင်နိုင်မယ့်စကုဓာတုခြင်းစဉ်မို့ဒါကိုလည်းဥက္ကလာအကူကြီးနဲ့အောင်မြင်ခဲ့တာပါဒါဆိုလဲအခုပရပိုက်ကြီးနဲ့အတူဥက္ကလာဗမာရှိနေတယ်ဆိုတာကိုမြင်နိုင်မလားစမ်းသပ်ကြည့်တဲ့နေထူမောင်ဥတန်ခဲက ထူးမောင်ရဲ့ကျင့်စဉ်ကိုအတုံးချကြည့်ဖို့ပြောတာကြောင့်ထူးမောင်လည်းစတင်ငြိမ်သက်နေပါတယ်။အနားမှာမပန်းဖြူကလည်းစောင့်ကြည့်နေပါတယ်။ထူးမောင်ရဲ့စိတ်အာရုံဟာကျင့်စဉ်အတိုင်းအလင်းနဲ့ခရီးနေပြီးဥက္ကလာကိုရှောင်ဖွေကြည့်ပါတယ်။ဒါပေမဲ့ထူးမောင်ရဲ့စိတ်မှာမြည်သည့်ပုံရိပ်ကိုမှဖမ်းယူရရှိခြင်းမရှိခဲ့ပါ။မတွေ့ဘူးဥတန်ခေကျောက်အထင်ကို ပြောရရင်တော့အခုဥက္ကလာဆိုရဲလို့အလင်းမရောက်နိုင်မယ့်နေရာမှာရှိနေလိမ့်မယ်ဘယ်လိုဆက်လုပ်ကြမလဲ ပရပကြီးရှိနေသည်၍သူ့မှာအန်ဒီယန်ရှိနိုင်တယ်ထူမောင်။မပူပါနဲ့ဗျာ။အမဲလို့လို့အိမ်နေတက်ပေမဲ့ तू ဟာတာမန်လူမဟုတ်ဘူးဗျ။ပရပကြီးရဲ့စောင်းလျှောက်သူတူဦးဝင်အရေးကြုံလာတဲ့အခါမျိုးတွေမှာ စွမ်းအားကြီးလို့နဲ့ရခခိုင်းဆောင်ဘလူးမင်းကိုတောင်တားဆီးနိုင်စွမ်းရှိသူပဲ။ကြုံယုံနေမိုးမလွဲခင်မှာဥက္ကလာဒီသိညာကိုပြန်လာလိမ့်မယ်။ဒါဆိုလဲစောင်းကြတာပေါ့ကွာ။မင်းလဲပင်မထတာဆိုတော့နားပါအောင် ထူးမောင်ကစကူဒါရူကျင့်စဉ်နဲ့တိုက်ပွဲများကြောင့်ပင်မနေပြီဖြစ်တာမို့ခဏအနားယူဖို့အတွက်ဇရက်တိုင်ကိုမိလိုက်ပါတယ်။အဲဒီအချိန်ဦးတန်ခဲကထူးမောင်ရဲ့ကိုးထာနာတန်သေးသားကိုကောက်ကန်ကြည့်နေပါတယ်။မင်းဆွေဖြစ်သူသူ့ဘာရစားကြီးဦးတန်ခဲရဲ့တန်တယုံလေးကိုသူကိုယ်တိုင်ဓာအဖြစ်ပြုလုပ်ပေးခဲ့တာကိုပြန်လေတတိရနေပါတယ်။ဓာကိုပြန်ချလိုက်တဲ့အခါဦးတန်ခဲရဲ့လက်ကတဆက်ဆက်တုံနေပါတယ်။ဦးတန်ခဲ ခမားရွာထဲကိုသွားတက်မီဦးတန်ကဲကထူးမောင်ကိုပြုံးပြီးတော့ကြည့်နေပါရင်မျက်လုံးများမမြင်ရပေမဲ့အရာအလုံးကိုသိနေပြီဖြစ်တဲ့ထူးမောင်ရဲ့စွမ်းအားအသေးကိုလည်းသဘောကျနေပါရဲ့အဲ့ဒီနောက်ဇေယျဝင်းကျင်ကတောင်းရိုင်းပန်းကလေးများကိုကြည့်နေတဲ့ပန်းဖြူကိုလှမ်းခေါ်လိုက်ပြီးတမိပန်းဖြူဦးကြီးရွာထဲခဏသွားမေးထူးမောင်ကိုစောင့်ရှောက်ထားနော်ပိတ်တာ24တဲ့တူကြီးရောနိုင်ပြီဒါကိုတော့အရှုံးပေးထားရတယ်လားဦးကြီး ထိန်ကျုံမထားခြင်းနဲ့တဘာဝပေါ်သမီးရဲ့ဥသွန်ခေကထူးမောင်းတဲ့ပန်းဖြူကိုအတူထားခဲ့ပြီးရွာကလေးရှိရာကိုထွက်သွားခဲ့ပါတယ်ခွန်အားကြီးမှတဲ့ဗပဲဆရာကြီးဖြစ်ပေမဲ့မနက်နေထွက်ချိန်နဲ့မျက်နေဆောင်နေဝင်ချိန်မှာကတုံကင်းရင်ဖြစ်တတ်တဲ့ယောဂအတွက်စေးသွောယူခြင်းဖြစ်ပါတယ် နေထမ်းတပြတက်လို့ဇယက်ရှိရာကိုဥတန့်ခဲပြန်လာတဲ့အခါလက်ထဲမှာဝါကြီးတောက်တလုံးကိုပိုက်ပြီးတော့ပြန်လာခဲ့ပါတယ်။ပြန်ရောက်တဲ့အခါထူးမောင်ကဇယက်တိုင်ကိုမှီပြီးလက်ပရက်သာအိပ်ပျော်နေပါတယ်။ပန်းဖြူကလည်းထူးမောင်အနားမှာစောင့်နေပေးပါတယ်။ဥတန့်ခဲကထူးမောင်အင်းရဲပြတ်မှဆိုလို့ဇယက်အပေါ်အသာတက်လာခဲ့ပြီးယူလာတဲ့ကြီးတောက်ထဲကတောအရက်ပြင်းပြင်းကိုတငုံချင်းတောင်းနေပါတယ်။ အဲ့ဒီအခါမှာဂဒုံကင်းယောဂလည်းတက်တာသွားတော့တယ်။အိပ်ပျော်နေတဲ့ထူးမောင်လေးတခါဖြစ်ဘူးခဲ့တယ်လို့ပင်အိမ်မက်တစ်ခုကိုမက်ပြန်ပါတယ်။အဲ့ဒီအိမ်မက်ထဲမှာပရပန်ကြီးကိုစောင်းရှောက်နေသူများနေထိုင်တဲ့မသိမျိုးတို့ရွာပင်ဖြစ်ပါတယ်။အဲ့ဒီရွာဟာပြင်ပလောကမှာမိသည်အရက်ဒေတာလို့မသိရတဲ့အပြင်စက္ခုဓာတုကျင့်စဉ်ကဲ့သို့အမြင့်အာယုံမျိုးနဲ့လည်းမမြင်ရပါဘူး။ အခုတခါမှာတော့ရွာထဲကိုကိုယ်တိုင်သွားရခြင်းမျိုးမဟုတ်ပေရွာရဲ့တစိတ်တသေးတာကိုမြေနေရခြင်းဖြစ်ပါတယ်။အိမ်မက်ထဲမှာရွာရဲ့အကြီးအကဲဖြစ်သူနဲ့အတူစကားပြောနေတဲ့ဥက္ကလာကိုမြေနေရပါတယ်။အကြီးအကဲဖြစ်သူကခေါ်ရာကြောင့်ရောက်လာရကြောင်းပြောပြီးဥက္ကလာလည်းလက်ထဲကပရံပန်းကြီးကိုပေးလိုက်ပါတယ်။ ဒီပရပိုက်ကိုသူကိုယ်တိုင်လာပေးရမယ်ဆိုတာပြောပြီးပြီဆိုပေမဲ့ရှေးဖြစ်လာမဲ့ကိစ္စရက်တွေမှာလုံခြုံမှုရှိအောင်လို့တခုစီမံရလိမ့်မယ်။အဖိုးတို့စီမံတဲ့ကိစ္စဆိုရင်တော့အမှားမရှိပါဘူး။ထူးမောင်လည်းလက်ခံပါပါ။ကောင်လေးဟာမန်တန်တွေကိုခန္ဓာကိုယ်မှာစိမ့်မင်အဖြစ်ထိုးနှံပြီးအသုံးပြုလို့ရနေတယ်ဆိုပေမဲ့လမ်းမဆုံးသေးဘူး။ပရပိုက်နောက်ကျောမှာပါတဲ့မန်တန်အတန်ထွတ်သင်္ကေတတွေကိုအသုံးပြုနိုင်လာမှာ ဒီပညာကိုတစ်ဖက်ကန်းခတ်အောင်ကျွမ်းလိုက်မယ်။ဒါပေမဲ့မိစ္ဆာကိုင်းတွေလက်ထင်မကြခင်ရောက်တော့တတ်တဲ့အတွက်ဒီတင်ငေတာတွေတော့ပရပိုက်ပေါ်မှာပြောက်ကွင်အောင်စီရင်ရှားလိုက်မယ်။ဥက္ကလာကဘာမှဆက်မပြောတော့ထူးမောင်ကအိမ်မက်ဆိုပေမဲ့မသိစိတ်ကမေးခွန်းထုတ်နေပါတယ်။ အတန်တင်ကေတများရှိနေတာကိုပင်ဘသူမှမဖော်ထုတ်နိုင်ဖြစ်နေတာကိုဖြောက်ထားမယ်ဆိုရင်တော့ကျွမ်းကျင်မှုပုံမှုခက်ခဲသွားပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းရွာရဲ့အကြီးအကဲကပရပကြီးအပေါ်လက်တချက်ဝင်ရမ်းလိုက်တဲ့အခါမှာတော့ဒက်ကြီးလေးပါမန်တန်လေးပုတ်ကလွှဲပြီးတခြားတင်ကေတများအားလုံးပျောက်ွယ်သွားတော့တယ်။ပြန်ယူသွားပြီးတော့မောင်ကလာကောင်းလေးကိုလိုအပ်လာရင်မတိတာမတက်တာတွေတင်ပေးလိုက်ပါ။သူမောင်ရဲ့အိမ်မက်ထဲမှာဥက္ကလာက ပရပိုက်ကြီးနဲ့အတူအဲ့ဒီရွာမှထွက်လာခဲ့တယ်လို့သာမြင်မှတ်ခဲ့ပြီးအဲ့ဒီရွာမှနိုးလာခဲ့ပါရယ်သူမဟိုးခန့်ဝဲဝဲမှလူတယောက်ကဒီလူပရပိုက်နဲ့အတူပြန်လာမှာပါလို့ဦးတန်ခဲကိုကြုတ်ပြောပါရယ်လက်ထဲမှာလည်းစာရွက်တွေပါလားမင်းရဲ့အမြင်အာရုံကတော့အမှန်ခမ်းမဲ့ဟေငါတော့လူပုံစံခန့်ရဲရဲပဲမြင်နေတယ် ထူးမောင်ဟာဇရက်တိုင်ကိုမိရကမျက်နှာမလွဲပဲအားလုံးကိုမြင်နေရတော့လေဦးတန်ခဲနဲ့ပန်းဖြူတို့ကလှမ်းမြော်ကြည့်နေကြပါရဲ့ကိုထူးမောင်စောစောကပြောတော့မမြင်အောင်ဆိုအာယုံမမပေါ်ပေမဲ့အိမ်မက်ထဲမှာမြင်လိုက်ရတယ်မပန်းဖြူပရပိုင်ကြီးရဲ့စောင်းရှောက်သူတွေခေါ်လို့တွားရတာပဲအဓိကအကြောင်းအရင်းကတော့ပရပိုင်ထဲကအတန်တင်ကြတာတွေကိုမိစ္ဆာခိုင်းတွေလက်ထဲမရအောင်ဖြတ်လိုက်ဖို့ပေါ့ကျုပ်တော့ပင်မရအောင်ပဲထင်တာပဲ တကယ်ကိုနားမလည်နိုင်တော့မပူပါနဲ့ကိုထူးမောင်ရေဘယ်ကိစ္စမဆိုနီးလန်းရှိပါတယ်ဖြစ်လာပါလိမ့်မယ်ပန်းဖြူနဲ့ထူးမောင်တို့ပြောဆိုနေချိန်ဥက္ကလာရောက်ရှိလာတယ်ပရပိုင်ကြီးကိုလည်းဇေယျပေါ်မှာချပြီးတခြားသောဆာရွက်တွေကိုလည်းကင်ထားပါတယ်အဲဒီနောက်ဥက္ကလာလည်းအားလုံးကို နားလည်အောင်ပြန်ရှင်းပြဖို့စကားရှာလိုက်ပါတယ်စောင့်နေကြတာကြားပြီလားခမည်းကိုစောင့်မနေပါဘူးကျုပ်တို့ခဏနားနေတာ ငါဘယ်ရောက်သွားပြီးဘာဖြစ်လာလဲဆိုတာတယောက်လောက်တော့မေးကြပါအောင်ဟာကျုပ်အကုန်သိပြီးပါပြီဥကာလာရဲ့အဲ့ဒီရွာကိုရောက်လက်စနဲ့ပရဘိုက်ကိုပြန်ယူမလာပဲတခါတည်းထားခဲလိုက်ပါလားကျုံရဲ့ရည်ရွယ်ချက်ကကျုပ်သိမ့်မုံနဲ့မိစပညာသေးကိုနှိမ်နှင်းမို့ဗျပရဘိုက်ကိုနေရာမှန်မှပြန်ထားဖို့မဟုတ်ဘူးစိတ်လျှော့ပါကွာသူတို့ကမင်းကိုယ်တိုင်ပြန်ဖို့စေချင်တယ်ဆိုတာကလည်းအကြောင်းရှိပါလိမ့်မယ်စဉ်းစားကြည့်ကွာ ဒီဘရဘာကြီးနောက်ကိုပညာတဲ့တွေရလိုက်နေကြတာဆိုတော့မင်းရဲ့ရည်ရွယ်ချက်ကိုလည်းအထောက်အကူဖြစ်စေတာပေါ့ဒါလည်းဟုတ်ပါတယ်လေအေးဘရဘိုက်ကိုခဏထားတွားရဲလာရင်တင်ပင်မှာကတ်ထားတာတွေ့လို့ဖြုတ်ယူလာခဲ့တာရော့မျက်လုံးမမြင်တဲ့ကျုပ်ကိုစာရွက်လာပေးပြန်ပြီဘေးနားမှာနှစ်ယောက်ရှိတယ်ဗျာပေးလိုက်ဟေးငါကတော့နည်းနည်းရီဝဲဝဲဖြစ်နေပြီကွာပန်းဖြူကိုပေးလိုက်တမိဘာရဲထားလဲဆိုတာဖတ်ပါအောင် ဝန်ရမ်းထုတ်ထားတဲ့အလို့ရှိစင်ညာစားတွေပဲဦးကြည်တန်ခေတမီးတို့သုံးယောက်လုံးပဲတဲဟုတ်ပါလားဘလောက်တဲ့တော့ပြင်စယူပါကိုင်းမှဂလုံးအဖွဲရာစုမှုဟောင်းလက်ရှိဘဘဲဆရာကြီးဦးတန်ခေအသေးဖမ်းမိရင်စူးတော်ဝင်၅ချက်ဆိုပဲမနှဲဘူးဦးကြည်ရဲ့ဟေးပြဆန်းပါဟဲ့ငါပုံလှလာလို့ဦးတန်ခေက ပန်းဖြူလက်ထဲကစာရွက်များကိုလှမ်းယူပြီးမိမိရဲ့စုငွေထုတ်ထားတဲ့ပုံကိုကြည့်လိုက်ပါရင်ပကုံးမှာတန်တူကြီးကိုထန်းထားပြီးထောင်ထောင်မောင်းမောင်းနဲ့အသက်60ကျော်အရွယ်ရုပ်ပုံမှာဥတန်ခဲနဲ့တထန့်ထဲတူညီနေပါရင်နောက်တရွက်ကိုကြည့်လိုက်တဲ့အခါပဝါပါနဲ့မျက်နှာကိုကထားတဲ့မျက်လုံးဝိုင်းဝိုင်းနဲ့ပန်းဖြူပုံကိုတွေ့လိုက်ရပါတယ်။ အစိုးရမြေအောက်ရှင်းလင်းရေးအဖွဲ့ဝင်ဟောင်းလက်ဝဲဂိုင်းတော်မှအစင်းမြင့်ပညာသင်ခေါင်းရမ်းဖြူအသေးဖမ်းမိစုတော်ဝင်30ကျပ်စုဝင်မပန်းဖြူကတခြားတဏျာကိုလှမ်းကြည့်ပြီးခရဲရဲပြုံးလိုက်ပါတယ်တချိန်ကမြေအောက်အဖွဲ့ဝင် ဖြစ်ခဲ့ပြီးအဲ့ဒီလိုစုဝင် အထောက်ခံရသူတို့ကို လိုက်လံဖမ်းဆီးခဲ့မှုတော်ကိုတတိယနေမိပါတယ်အခုအခါ သူ့လူကြီးစားတဦးကပင်မြေအောင်အဖွဲကိုပုံကန့်ပြီးစူးခွေအထုတ်ခံရတာကိုသဘောကျနေပါတယ်။ဦးတန်ခဲကနောက်ဆုံးကြံရှိနေတဲ့ဆောင်ရွက်ကိုယူပြီးရိုးရိုးရှင်းရှင်းရေးထားတဲ့စာတကြောင်းကိုဖတ်လိုက်ပါတယ်။မန်တန်ထူးမောင်ခေါ်မြင်းနှက်ရှင်စူးရောင်ငွေ20ကျပ်ဝင်ရထုတ်ခံရတဲ့ဆောင်ရွက်မှာရိုးရိုးရှင်းရှင်းဖြစ်နေရခြင်းကထူးမောင်အဖို့နာမည်ကြီးပြီးခမ်းနားတဲ့ဘဝနောက်ခံများမရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့လက်တလုံးမှာတော့ကြွဲကောင်းကျွန်းတိုက်ပွဲအပြီးမြင်းနဲ့ရှင်ဆိုတဲ့အမည်ဟာမြေအောက်အဖွဲအထိရောက်ရှိသွားခဲ့ပြီးစူရုံငွေကိုအရွယ်နဲ့မလိုက်အောင်အထုတ်ခံထားရှာတာက ထူးမောင်ရဲ့စွမ်းအားတစ်ခုပင်ဖြစ်ပါရဲ့ဟဲ့သမီးထူးမောင်ကောင်းက20တန်းနဲ့နော်ရွှေတစင်စာတော့ရတယ်စိတ်ကူးမမနဲ့ဟိစဉ်းစားနေတာဦးကြီးရဲ့သမီးကိုလည်းမမြင်ရဘူးပြောနေတော့လေအဲ့နေတော့ခေါင်းပြက်လိုက်ရင်ကောင်းမလားလို့ ်ဦးတန့်ခင်းနဲ့ပန်းဖြူတို့မှဝရမ်းစုကြီးများကိုမြင်ပြီးတော့အန်ဒီရဲ့ပုံများလာတာကိုပင်ဂယူးမဆိုင်ပင်အမြဲခက်တိတီနေတတ်တဲ့ထူးမောင်ကိုစောင့်နှောက်လို့နေပါတယ်။ထူးမောင်ကဘာမှမပြောတဲ့အပြင်နေမြဲအတိုင်းသာနေပြီးတော့ဆက်လို့အနားယူနေပါတယ်။အဒီအချိန်ဦးကာလာလေအခုဆိုရင်မျက်နှာဖြူအစိုးရနဲ့လည်းစန့်ကျင်သွားပြီးမြေအောင်အဖွဲကလည်းအလိုရှိလာပြီးပရပိုက်ကြီးရှိနေတော့ပညာသည်တွေလည်းပြည့်မှတ်ထားလာကြလိမ့်မယ်။ ဒီတော့တဖွဲ့လုံးတတိဝရိယတော့ရှိရမယ်နော်ကျုပ်တို့ကတော့လုံးဆရာရှိတာဆက်လုံးရမှာပဲလေထိတ်တိုက်ကြုံလာတော့လည်းရင်ဆိုင်ရမှာပေါ့အဲ့ဒီလိုစကားပြောနေစဉ်ထူးမောင်တို့တင်းကျန်းစည်ရရှိရာကိုရွာသားတယောက်လာနေပါတယ်အဲ့ဒီနောက်ရွာသားကဥတန်ခဲရှိရာကိုတဲတဲရှောက်လာခဲ့ပြီးဥကြီးနောက်ထပ်လူတွေရောက်လာပြီးတော့ပြဿနာရှာနေတယ်ဗျဥကြီးကိုခေါ်မပေးရင်ရွာကိုမီးရှို့မယ်တဲ့ဟိုမင်းကလေးကိုလည်းပြဿနာရှာနေတယ် ရွာသားပြောတဲ့စကားများကိုဥတန်ခဲကလွှဲလို့ဘသူမှနားမလည်ကြပါအဲဒါကြောင့်ထူးမောင်လေးဥတန်ခဲကိုလှမ်းကြည့်လို့အကျိုးအကြောင်းမေးလိုက်ပါတယ်ဥတန်ခဲကရွာထဲမှာပြဿနာဖြစ်ခဲ့ကြောင်းထူးမောင်ကို ရှင်းပြလိုက်ပါတယ်ဖြစ်စဉ်ကတော့စကဆောဆောကထူးမောင်နဲ့ပန်းဖြူတို့ကို ထားခဲ့ပြီးဥတန်ခဲတယောက်ထင်ရွာထဲမှာအရက်သွားဝင်ရင်းနဲ့ပြဿနာတက်ခဲ့ခြင်းဖြစ်ပါတယ် ်ဦးတန်ခင်ရွာသေးကိုဝင်ခဲ့ပြီးအရက်ဆိုင်ရှိရာကို မေးမြန်းရှာဖွေခဲ့ပါရယ်အဲ့ဒီနောက်ရွာလေပိုင်းမှာတားမိနှစ်ဦးထင်အရက်ရောင်းတဲ့ဆိုင်ကို ရောက်သွားခဲ့ပြီး ခုံတလုံးမှာအေးအေးဆေးဆေးထိုင်တောက်နေခဲ့ပါရယ်ဝါကြည့်တောင်လေးလုံးခန့်အရက်များတောက်ပြီးတဲ့အပြင်ကြီးတောင်နှလုံးကို အပိုထပ်မှထားပြီးဘေးမှာချထားလိုက်ပါရယ်အဒီအချင်းအရက်ဆိုင်တဲကလေးအတွင် လူတစုဝင်လာခဲ့ပါတယ်။မိန်းကလေး ကျောက်တို့တပွဲစာအတွက်ကြီးတောက်ငါးလုံးစာပြင်ထားလိုက်ပါဒီနေ့ရောင်းကောင်းလို့အရဲကြီးတောက်တွေမရှိတော့ဘူးရှင်ကုန်သွားပါပြီဆိုင်ရှင်မိန်ကလေးရဲ့စကားကိုကြားတဲ့အခါအရက်လာဝဲသူရဲ့မျက်နာကတီးသွားပြီးဦးတန်ခဲဘေးကကြီးတောင်နှလုံးကိုလှမ်းကြည့်လိုက်ပါတယ်ပြီးတဲ့အခါဆိုင်ရှင်မိန်ကလေးကိုညစ်ကက်ကက်စကားများနဲ့ပြဿနာရှာလာတော့တယ်အဲ့ဒီအခါဦးတန်ခဲကအကဲခတ်လိုက်ပြီးငါတို့ကြီးတို့မင်းတို့တောက်ချင် ဦးကြီးစီမှာနှလုံးကြံနေတယ်တလုံးယူသွားကြလေဦးတန်ခဲကအဲ့ဒီလိုခက်အေးအေးပြောတော့လေလူတစုမှဦးတန်ခဲကိုပိတ်ဆောင်ဆောင်လှမ်းကြည့်ပါတယ်အဲ့ဒီနောက်အဖွဲကိုဦးဆောင်လာသူတယောက်ကဦးတန်ခဲရှိရာကိုရှောက်လာခဲ့ပါတယ်ဦးတန်ခဲကိုလေစိတ်စိတ်ကြည့်နေပြီးကမ်းပေးလာတဲ့အရက်ကြီးတောက်ကိုလှမ်းယူလိုက်ပါတယ်အဲ့ဒီနောက်ကြီးတောက်ထဲကအရက်များနဲ့ဦးတန်ခဲရဲ့ခေါင်းပေါ်ကနေလောင်းချလိုက်ပါတယ် အဲ့ဒီလိုပြူလုံလိုက်တဲ့အခါနောက်ကလူရန်ကတဆူလေဥတန်ခဲကိုလှောင်ပြောင်းရီမောလိုက်ကြတဲ့အရဲတောင်းနေကြတဲ့တခြားရွာခန့်များမှအတန်မထွန်းရဲလောက်အောင်ငိမ့်နေကြပြီးဥတန်ခဲကိုလည်းတနာနေကြပါရဲ့အဲ့ဒီနောက်အရဲနဲ့လောင်းသူကဒီမဲ့အဖိုးကြီးအရဲကြီးတော်လေးတလုံးနဲ့ကျုပ်တို့နှစ်သိမ့်လို့မရဘူးဗျနားလေထား ဦးတန်ခဲကအဲဒီလူကိုပြုံးလို့သာကြည်နေလိုက်ပါတယ်။အဲဒီနောက်လက်ကျယ်ကြီးတောင်လေးကို မောချလိုက်တဲ့အခါဦးတန်ခဲရဲ့လက်စစ်ကိုအဲဒီသူကဖျက်ကန်လိုက်ပါတယ်။အဲဒီအခါလက်ကျယ်ကြီးတောင်လေးကမြေပေါ်ကိုကျသွားခဲ့တော့တယ်။အဲဒီအခါဆိုင်းရှင်မိန်းကလေးထွက်လာပြီးကိုအဖေအရွယ်လောက်ရှိတဲ့ဒီရဦးကြီးကို ပြဿနာမရှာကြပါနဲ့လားရှင်မြင်မကောင်းပါဘူးမှန်တာပေါ့မင်းဟာဆိုင်းရှင်ဆိုတော့မင်းဟိုပဲပြဿနာရှာတဲ့နာပေါ့ မဟုတ်လားဟိဟုတ်တယ်ဆရာ ကောင်မလေးကိုခေါ်ခဲ့ကြကွာရှင်ရှင်တို့အအယက်ဆိုင်ပိုင်ရှင်မိန်းကလေးကိုပါတက်ချက်ရိုက်လိုက်တဲ့အခါမိန်းကလေးမှမေးလဲသွားပါရင်အဲ့ဒီအခါလူရန်ကတူဦးကစိုင်းရှင်မိန်းကလေးကိုကောက်ချီပြီးပခုံးပေါ်ထမ်းသွားကြပါရင်ဦးတန်ခဲကဖြစ်ရဲ့အားလုံးကိုစိုက်ကြည့်နေစမှာသူ့ဘေးမှာရှိတဲ့အယက်ကြီးတောင်လေးကိုလေလူရန်ကတယောက်ကလာယူသွားခဲ့ပါရဲ့ လူရဲကားများဆိုင်ရှင်မင်းကလေးကိုထမ်းခေါ်သွားကြတော့လေတခြားရွာသားများကငြိမ်ကြီးလို့နေခဲ့ကြပါရဲ့ခဏကြာမှမင်းကလေးရဲ့အမေဖြစ်သူရောက်လာခဲ့ပြီးတမီးပြောက်တာကြောင့်အကျိုးအကြောင်းမေးတော့လေဘသူမှမပြောရဲကြပါအဲ့ဒီအခါဦးတန်ခဲကအပါတရထားရီလိုက်ပြီးအကြောင်းစုံကိုပြောပြလိုက်တဲ့အခါတခြားရွာသားများကအံ့ဩနေကြပါရဲ့မင်းကလေးရဲ့အမေဖြစ်သူကဦးတန်ခဲကိုငိုတန်ပါနဲ့ ဒါဘာခန့်ဆိုရင်လူယုံမာရဲ့တပည့်တွေပဲဖြစ်လိမ့်မယ်။တမီလေးတော့ပြန်မလာနိုင်တော့ဘူးထင်ပါတယ်။အဖွားကြီးငိုနေစင်မှာပြီးဥတန်ခဲလေတူကြီးကိုထမ်းပြီးတော့ခြံထဲရထွက်သွားခဲ့ပါတယ်။အဲဒီနောက်လူရန်ကားတစုမှမိန်းကလေးကိုထမ်းရင်တနေရာကိုသွားနေကြစဉ်ဥတန်ခဲကအရှိက ပိတ်ရက်နေပါတယ်။အဲဒီအခါရှေဆုံးက လူကဒီအရွယ်ကြီးရောက်ခါမှသူရဲကောင်းလုံးချင်ပြန်လာလားအဖိုးကြီး ကျုပ်တို့ဘသူတွေဆိုတာမသိဘူးထင်တယ်မသိဘူးလေတမ်မဏိဘာခက်ရဲ့တပည့်ရင်းတွေပဲခမားမူးနေတယ်ဆိုရင်လေခတ်ဝေးဝေးရသွားတဲ့နေတမ်မဏိဘာခက်ကိုငါစိတ်ဝင်စားအောင်လောလောဆယ်ငါအရက်တလုံးပါသွားလို့ပြန်လာယူတာဒါတော့ထားခဲ့ကွာဒါပဲကြံတော့တာမထားခဲ့ဘူးဆိုရင်ရောဒါဆိုရင်လေငါ့ကိုကြောပြီးတော့ဆက်သွားကြည့်လေလူရန်ကားတစုက စိတ်မရှိဖြစ်လာပြီးရှင်ဆုံးကတူအူမှ ဥတန်ခဲကိုပြေးထိုးလိုက်ပါ रे ဥတန်ခဲရဲ့မျက်နာတက်တဲကိုထိုးလိုက်မိတော့လေမျက်နာကဘာမှမဖြစ်ပေပြေးထိုးသူရဲ့လက်ချောင်းကလေးများခောက်ပြီးတော့ကျိုးသွားပါ रे နာကျင်မှုကြောင့်အော်ဟင်းနေချိန်ဥတန်ခဲကခြေထောက်ကိုကန်လိုက်တဲ့အခါပေါင်လေကအပိုင်းပိုင်းကြိုးပြီးခြေထောက်မှာတွဲလောင်းကျသွားတာမို့အသက်ကုန်ချစ်လို့အော်ဟင်းနေတော့ रे အဲဒီအခါဥတန်ခဲကအော်ဟင်းနေတဲ့တန်ကို နားမခံသာသလိုမျက်နာတက်ချက်မဲ့သွားပြီးခေါင်းနဲ့မေးကို ကိုင်းကဆွေးလင်ပြစ်လိုက်မှ အော်တန်တိတ်သွားတော့ပါတယ်။လူရန်ကတယောက်ကိုအေးအေးဆေးဆေးတက်လိုက်တာမို့ကျန်လူများကအနေငယ်အံ့ဩသွားကြတယ်။အဖွဲသားတအူအသက်ခံရတာကို မကျေနပ်တာကြောင့်မေလဲနေတဲ့ဆိုင်ရှင်မိန်ကလေးနဲ့အရက်ကြီးတောင်ကိုချထားပြီးအုပ်စုဖွဲ့တိုက်ခိုက်လာကြတယ်။ ဦးတန်ခဲလေတန်တူကြီးကိုမြောက်ပြီးတော့ပြေးဝင်လာသူတယောက်ရဲ့ရှင်မတ်ကိုလက်ပြန်ရိုက်လိုက်တဲ့အခါအရိုက်ခံရသူကအနောက်ကိုပြန်လွှင့်သွားပြီးတခြားနှစ်ယောက်ကို အပြင်းပြင်းတိုက်မိတော့ပါတယ်။ကျန်နေသူများမှလည်းလက်တပြည့်အတွင်နန်ရိုးများကျိုးကျေသွားအောင်တိုက်ခိုက်ခံလိုက်ရပြီးမှောက်သွားကြပါတယ်။ အဲဒီနောက်ဦးတန်ခဲမှာအရက်ကြီးတောင်လေးကိုကောက်ယူလိုက်ပြီးလှဲထွက်လာခဲ့ပါရယ်ဆိုင်းရှင်မင်းကလေးကတတိရလာတဲ့အခါမှာဘေဘီဝဲရာကိုကြည့်ပြီးလူရန်ကားများရဲ့အလောင်းကိုမြင်တဲ့အခါကြောင်းလန့်တကြနဲ့ပြန်ပြေးတော့ပါရယ်အဖြစ်ကတော့အဲ့ဒါပဲထူမောင်ဒါဖြစ်အခုရောက်လာတာသူတို့ဆရာထင်နေအဲ့ဒီအခါရွာသားဖြစ်သူကဟုတ်တယ်ဗျတမနီဘာခက်ဆိုတဲ့လူပဲဒုတ်ပြီးဒါပြီးတနက်ပြီးတဲ့ပြင် သူ့ကိုရှင်းနိုင်သူမရှိဘူးတဲ့အခုတည်းသူတို့အရက်တလေပူဇော်ပွဲတစ်ခုမှဇတိဖို့အတွက်အရက်ဆိုင်ကမိန်းကလေးကိုလာဖက်နာစိတ်ဝင်စားစရာပဲဥတန်ခေစိတ်ဝင်စားရင်တော့တွားကြည့်မလားငါကတော့အရက်ပြန်ရပြီတိတ်ပြီးတော့စိတ်ဝင်စားအောင်အဲ့ဒီစကားကိုကြားတဲ့အခါရွာသားကတက်ချက်မောကြီးလိုက်ပြီးဦးကြီးမမလာရင်ကျောက်တို့ရွာပြက်ပြီဗျဆိုင်းရှင်မိန်းကလေးကိုကဲခဲ့တယ်လို့တင်ရွာလုံးကိုကဲပေးပါဗျာကျောက်တောင်းဆိုတာပါဟဲ့အောင် ငါဆိုင်ရှင်မိန်းကလေးကိုကဲတာမဟုတ်ဘူးကွာ။ငါရဲ့အရက်တလုံးပါတော့လို့လိုက်ယူတာ။ဒါပေမဲ့လိုက်ခဲ့ပါမယ်ကွာ။သွားမယ်မဟုတ်လားထူမောင်။သွားတာပေါ့ဗျာ။ရွာကိုကဲဖို့တော့စိတ်မဝင်စားပါဘူး။ဒါပေမဲ့မိစတဲ့ဖြစ်နေရင်တော့ထူမောင်ကတက်ချက်ပြုံးပြီးတန်သေးဓာတ်ကိုခါမချိတ်လိုက်ပြီးတော့မြင်းကြီးမိုးမောင်ရဲ့ကြောပေါ်တက်လိုက်ပါတယ်။အဲဒီနောက်ရွာဘက်ကိုဥတီထွက်ခွာသွားတာကြောင့်ဥတန်ခဲနဲ့ပန်းဖြူတို့လည်းအနောက်ကလိုက်ခဲ့ကြတယ်။ ဥက္ကလာကတင်းညာရဲ့ဇေယအပေါ်မှာအိမ်မောကြပြီးကြံ့ရစ်ခဲ့ပါတယ်။ထူးမောက်တယောက်ရွာကလေးအတွင်းကိုမြင်းခွာတန်ပြင်းပြင်းနဲ့ဝင်ရောက်သွားခဲ့ပါတယ်။ထူးမောက်ကိုမြင်းနဲ့ရွာသားများမှမိစ္ဆာခိုင်းသားထင်ပြီးကြောက်လန့်နေကြတယ်။ဥတန်ခဲဝင်လာရင်တတ်ဖို့အတွက်ဘာခက်ဆိုသူက သူလူများကိုရွာထဲမှာနေရာချထားပြီးဖြစ်တော်လေဝင်လာသူမှာဥတန်ခဲနဲ့ပုံစံမတူတာကြောင့်တွေးဝေနေကြပါရဲ့ရွာထဲကိုရောက်တာနဲ့ထူးမောင်နဲ့တမ္မနီဘခန့်ဆိုသူကိုလိုက်လံရှာဖွေတော့ပါရဲ့တမ္မနီဘခန့်ဆိုသူမှာအင်ကြီးအိမ်ကောင်တလုံးကို အပိုင်စီထားပြီးအိမ်သားများကလည်းအခိုင်းအစင်အဖြစ်သူ့ရဲ့ခြေထောက်များကိုနှိပ်ခိုင်းထားပါရဲ့ရမ်းမောင်းမီပေါ့ပွားကြီးဝတ်ထားပြီးအပေါ်အင်ကြီးကိုအမြဲချွတ်ထားတတ်သူလည်းဖြစ်ပါရဲ့ ဘေးနားမှာလည်းတပည့်များဝင်းရံလို့သူရဲ့အဖွဲသားများကိုတတ်လိုက်တဲ့ဦးတန်ခဲဆိုသူရောက်လာချိန်ကိုစောင့်နေခဲ့ပါရဲ့အဲ့ဒီအချိန်တည်င်းပိုးသူတပည့်တဦးပြင်းဝင်လာပြီးဆရာတမနီရွာထဲကိုလူစိမ်းတယောက်မြင်းစီးပြီးတော့ဝင်လာပါတယ်။ဒါပေမဲ့ဦးတန်ခဲတော့မဟုတ်ဘူးဆရာကိုလိုက်ရှာနေတယ်လို့တည်ရပါတယ်။တမနီဘာခန့်ဆိုသူကခဏစဉ်းစားလိုက်ပြီးဘလို့ပုံစံမျိုးလဲ အပေါ်အောက်အနက်ဝက်ထားပြီးတော့မျက်လုံးကိုလည်းပဝါစည်းထားပါတယ်မျက်မမြင်တရားနဲ့တူပါတယ်ဆရာသူရဲ့လက်ဘေးမှာခြုံထည်တစ်ခုပါပြီးခါမှလည်းငှက်ကြီးတောင်သာချိတ်ထားပါတယ်ဂျာအခုတလောနာမည်ကြီးလာတဲ့မြင်းနှန့်ရှင်မန်တန်ထူးမှမဟုတ်လားဖြစ်နိုင်ပါတယ်ဆရာဒါဆိုရင်လေငါးချက်တန်ကောင်းကိုဖျက်ယူခဲ့ပေါ့ကောင်းပါပြီဆရာသမီး ထူးမောင်ကမြင်းကြီးမိုးမောင်ကို အပြေးစီးပြီးတော့လာနေစဉ်ရုတ်တရက်မြေးရှိမှကြိုးတန်းထားတာကိုတွေးလိုက်ရပါတယ်ကြိုးတန်းမှာမြင်းရဲ့ခြေထောက်ကိုတားခြင်းမျိုးမဟုတ်ပေမြင်းစည်းလာသူကိုအပေါ်ကဆွဲချသလိုဖြစ်ဖို့အတွက်စီစဉ်ထားခြင်းဖြစ်ပါတယ်ဒါပေမဲ့ပါနဲ့လိမ်ပါတဲ့မြင်းကြီးမိုးမောင်ဟာကြိုးတန်းအမြင့်ကြီးကိုရှေးနောက်ခွာလွတ်အောင်ခုံကျော်လိုက်ပါတယ်အဲဒီအချိန်တတိထားနေတဲ့ထူးမောင်ရဲ့အာယုံထဲမှာအန်ဒီရဲ့ကိုခန်းစားမိခဲ့တာမို့ ူရဲ့ကျင်းစဉ်စွာအားနဲ့ကြီးလိုက်တဲ့အခါမြေပြင်မှာဝချုံများရှိနေတာကို တွေ့လိုက်ရပါတယ်။လွားကနေခုံကျော်ပြီးတဲ့အခါမြင်းပြန်ကျလာမယ့်နေရာကို တွင်တူထားပြီးအကွက်ကြကြစူးညောင်ထောင်ထားခြင်းဖြစ်တာကြောင့်ထူးမောင်လေးပထဝီမန္တန်စွာအားနဲ့မြေသားများကိုဆွဲအုပ်လိုက်ပါတယ်။ ထောင်ချောက်ကိုဖြတ်ကျော်လာပြီးတဲ့အခါမင်းကိုဒုံဆိုင်မစည်းတော့ပြီးရွာထဲမှာပင်တလန်းချင်းရှောင်းလန်းလာခဲ့ပါတယ်။အဲဒီအချိန်နာထဲမှာလေတိုးတန်တစ်ချက်ကြားလိုက်ရပြီးမျက်နှာတဲတဲကိုတစုံတစ်ခုလာနေသလိုခံစားမိတာကြောင့်မင်းပေါ်မှာပင်ဟန်ချက်ကိုထိမ့်ပြီးဇက်ကနေဖမ်းလိုက်ပါတယ်။ထူးမောင်ဖမ်းလိုက်တဲ့အရာမှဓမြောက်တစ်ချောင်းဖြစ်ပြီးမင်းကိုရန်လိုက်တဲ့အခါထူးမောင်ရှိကိုရန်သူတစုလာရက်နေခဲ့ပါတယ်။ အဲ့ဒီသူများကတမ်မဏီဘာခဲရဲ့လူများဖြစ်ပြီးတလို့ကိုစီကင်ထားကြပြီး ထူးမောင်ကိုတိုက်ခိုက်ဖို့အတွက်ဝင်လာခဲ့ကြပါတယ်ထူးမောင်ကတော့မြင်းမော်ကပင်မစင်းမဲ့လက်သီးကိုစုံလိုက်တဲ့အခါရန်သူရဲ့ခြေထောက်များကမြေထဲကိုခြေချင်းဝိုးအထိမြုပ်သွားပြီးလှုပ်ရှားလို့မရကြတော့အဲ့ဒီအခါထူးမောင်ကိုဓားများနဲ့လှမ်းပြကြပြန်ပါတယ်ထူးမောင်လည်းလက်သီးဆုပ်ထားတဲ့လက်ကိုဖြတ်ပြီးတစ်ချက်ဝေးလိုက်တဲ့အခါဝါရောမန်တန်အစွမ်းကြောင့် ဓားများအလုံးလေပြင်းနောက်ပါသွားကြပါれအဲဒီနောက်လက်နက်မဲ့သွားတဲ့ရန်သူများကိုနေရာမှာပင်ထားခဲ့ပြီးသူတို့ကြမှမြေးစည်းလို့ထွက်လာခဲ့ပါれရုတ်တရက်အိမ်တလုံးအရှိကိုရောက်တဲ့အခါကျိုးတန်းများကထူးမောင်ပေးရနေဝေးဝေးမြည်အောင်ရွေရှားနေခဲ့ပြီး ခနာအကြတော့ခန္ဓာကိုယ်ကိုရဲပတ်ချီနှောင်ထားခြင်းကိုခံလိုက်ရပါれထူးမောင်ကို ကျိုးများရွတ်ပတ်သွားတဲ့အခါရန်သူများကမြင်းပေါ်အားပြုတ်ကြအောင်ဆွဲချလိုက်ကြတယ်။ထူးမောင်လည်းမြင်းကြီးရဲ့ကြောပေါ်ကလှိမ့်စင်းပြီးမြေပြင်မှာမတ်တဲရက်လိုက်တယ်။အဲဒီအချိန်မှာပင်ဥတန်ခဲနဲ့ပန်းဖြူတို့နီးလာကြတာကို ထူးမောင်သိနေခဲ့ပါတယ်။အခုလိုမျက်မျက်မြေဒုက္ခိတတအူကိုမရက်ဆက်ချင်ပါဘူး။ဒါပေမဲ့တိတ်ကိုအစွမ်းထက်နေတော့မင်းရဲ့ကောင်းကိုဖျက်ချင်သွားပြီ။ကျိုးရီယာအတော်အာယုံနောက်တာပဲ။ဒါပေမဲ့ကျုပ်ကိုတော့မထိခိုက်စေဘူး။ ထူးမောင်ကပြောရင်းနဲ့ပင်တေဇောမန်တန်အစွမ်းကိုသုံးပြီးကျိုးမြောက်ကိုမိရှို့ဖျက်ဆီးပြစ်လိုက်ပါတယ်။အဲ့ဒီနောက်တမ်မလီဘာခက်ဆိုသူကိုတစ်ချက်ထိုးချပြစ်လိုက်တယ်။ဒါပေမဲ့ထူးမောင်ရဲ့လက်သေးချက်မှာတန်ရောက်မှုမရှိပေတမ်မလီရဲ့ခန္ဓာကိုယ်ဟာကြောက်ဆိုင်ကြောက်သားကိုထိုးမိတယ်လို့မာကျော်လို့နေပါတယ်။တမ်မနီကိုထင်အောင်ဒီလိုလက်သေးမပြောနဲ့ဟော့တီမှာကြီးလိုက်စမ်းဘာခတ်ဟာ အနီးမှာရှိတဲ့ တပည့်တဦးလက်ထဲကဓာတ်ကိုဆွဲယူပြီးသူ့ရဲ့ဝမ်းပိုက်ကိုထိုးဆိုင်ချလိုက်တဲ့ဓာတ်တစ်ချောင်းလုံးမှလည်းမကြောတဲ့အရာကိုထိုးမိသလိုသုံးပိုင်းကျိုးထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်တမ်မဏိဘခဲရဲ့တပည့်များကထူးမောင်ကိုဓာတ်နဲ့ဝိုင်းခုံးကြပြန်နေထူးမောင်ကပထဝီမန္တန်အစွမ်းကိုသုံးပြီးခုခံလိုက်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကျလာတဲ့ဓာတ်များလည်းအပိုင်းပိုင်းကျိုးသွားခဲ့ပါတယ်။ အဒီအခါထူးမောင်နဲ့တမ်မနီဘာခန့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့မာကျော်ချင်းစွမ်းအားကိုနားလည်သွားပြီးပထဝီဓာတ်ကိုအခြေခံထားတာကိုသိရှိခဲ့ပါတယ်။အဒီအခါထူးမောင်မှာပြင်းထန်တဲ့မန်တန်စွမ်းအားများနဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုတမ်မနီလိုမာကျော်အောင်ပြုလုပ်လိုက်ပြီးနောက်နောက်တစ်ချက်ပင်ထိုးလိုက်တော့အာချင်းတူသွားတာမို့ဘာခန့်ရဲ့မိမလက်သေးရာကြီးခြိုက်ဝင်သွားပါတယ်။ ဒါပေမဲ့ခဏအကြာမှာတော့အဲ့ဒီခြံခွက်ရာကြီးပြန်ပြေသွားပြီးထူးမောင်ကိုလည်းပြန်ထိုးလိုက်ပါတယ်ထူးမောင်မှဘာခန့်ရဲ့လက်သီးကိုလက်ဝါးနဲ့စီးကောင်လိုက်တာကြောင့်မီးပွားကလေးများပွင့်ထွက်သွားပြီးတန်တုံးနှစ်ခုတိုက်မိတဲ့အတံမျိုးထွက်လာခဲ့ပါတယ်အဲ့ဒီနောက်အပြန်အလှန်တိုက်ခတ်ကြရင်ထူးမောင်ရဲ့သုံးနေကြဖြစ်တဲ့ချိုးကွက်တစ်ခုအတိုင်းဘာခန့်ရဲ့ခြေထောက်များကို မြေကြီးနဲ့ဆွဲချုံလိုက်ပါတယ်ဒါပေမဲ့ဘာခန့်က အပြင်းပြင်းရုံနာမှုမြေလွှာများအပ်ွယ်ပြီးလွတ်မြောက်သွားခဲ့ပါတယ်ထူးမောင်မှဝါရုံးမှန်တန်အစွမ်းအားကို တုံးပြီးပြင်းထန်တဲ့လေအားနဲ့ဘာခတ်ကိုတွန်းကန်လိုက်တော့လေနေရာကနေရွေ့ချင်းမရှိခင်မင်းလေနောက်လွင့်ပါသွားရအောင်ငါ့ကိုသိရွက်ကလေးထင်မနေနဲ့လေအခုမင်းနဲ့တိုက်ခတ်နေတာတိုင်မဏိဘာခတ်ကွာမောနေမှာဆိုလို့လေအေးကလေးတိုက်ပေးတာလားချွေးမထွက်ဘူးနော်အဲ့ဒီအခါထူးမောင်လည်း တေးချသုံးသပ်မိပြီးကြာရှည်တိုက်ခိုက်တဲ့အထိချွေးမထွက်တာကို သိရှိလိုက်ပါတယ်။အဲဒီနာဘာခတ်ထံကို တက်တက်ပြေးဝင်သွားပြီးလက်ဝါးနှစ်ဖက်နဲ့စောင့်တွန်းလိုက်တော့ဘာခတ်လည်းထူးမောင်လက်ဝါးနှစ်ဖက်ကိုသူ့ရဲ့လက်ဝါးနှစ်ဖက်နဲ့ကာတားလိုက်ပါတယ်။ထူးမောင်လည်းစီစဉ်တားတဲ့အတိုင်းဖြစ်လာတဲ့အခါဘာခတ်ရဲ့လက်ဝါးနှစ်ဖက်ကိုဖမ်းချုပ်လိုက်ပြီးမပူသေးလို့ပါလို့တခုံးသာပြောပြီးတင်စုံမန်တန်ကိုစတင်အသက်သွင်းလိုက်ပါတယ်။ အဒီအခါဘာခန့်လေးတဖြည်းဖြည်းတိုးမြင့်လာတဲ့ထူးမောင်လက်ကအပူချိန်ကိုခန်းစားလာရပြီးအနေငယ်ထိတ်လန့်တုန်လှုပ်သွားပါတယ်။ရုံးကန်ကြည့်တော့လေထူးမောင်လက်ကလှုပ်အောင်မယုံနိုင်မီတံပနီကိုထင်းမှအပူစီကူသွားပြီးကြစ်ကြစ်တောက်ပူလာပါတယ်။အသားများမှလေတန်ကိုမီးပြင်းတိုက်သလိုနီးရဲလာပြီးဘာခန့်လေးအန်ကိုကြိတ်ထားရပါတယ်။အပူချိန်လွန်ကဲလာတဲ့အခါထူးမောင်လေးလက်ကိုလှုပ်ပေးလိုက်ပါတယ်။ ချက်ချင်းမိထူးမောင်ကလက်ကိုဝှေ့ရမ်းပြီးအဘောမန်တန်အစွမ်းနဲ့ရေလုံးကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်လက်ထဲမှာလှဲ့ပန့်နေတဲ့ရေလုံးကြီးမှာထူးမောင်ဖန်တီးလို့တလောက်ကြီးမားလာတာကြောင့်ထူးမောင်လည်းရေလုံးကိုဘာခက်စီကိုပို့လိုက်ပါတယ်အပူတန်ပြင်းပြင်းအပေးခံထားရပြီးရုတ်တရက်ရေဆိုးသွားတာကြောင့်ခန္ဓာကိုယ်မှာရှဲရှဲမြည်ပြီးအငွေလဲထောင်းထောင်းထွက်သွားတယ် ဘာခက်ကအော်ဟစ်ရင်နောက်ဆုံးသွားပြီးထူးမောင်ကိုရေခိုးရိုက်ထားတဲ့မျက်လုံးများနဲ့စိုက်ကြည့်လို့နေပါရယ်အဲ့ဒီအချိန်ဥတန်ခဲနဲ့ပန်းဖြူတို့ရောက်လာကြပြီးဟေးတန်မနိအဲ့ဒါတန်ခဲမဟုတ်ဘူးတန်ခဲဆိုတာငါပဲမင်းရဲ့တကိုးတပည့်တွေကိုတတ်လိုက်တဲ့တန်ခဲဆိုတာငါပဲဟေးမင်းပါလို့မလဲဥတန်ခဲနဲ့အတူ ြေအောင်အဖွဲဝင်ဟောင်းပန်းဖြူကိုပါတွေ့လိုက်ရတဲ့ဘခန့်မှာဟိအောင်တွေလို့တခုံးတောင်អော်လိုက်တောင်မှထူးမောင်တို့လေအချင်းအနေကြည့်နေပါရင်အဲဒီအချင်းမှာအရက်ဆိုင်ပိုင်ရှင်မင်းကလေးကိုကျူးတုံပြီးတော့ဒစခန့်အဖြစ်ဖမ်းထားတာကို တွေ့ရပြီးထူးမောင်တို့ကိုလေအဲဒီမင်းကလေးရဲ့အတန်နဲ့ချင်းချောင်းလိုက်ပါရယ်ပရိသတ်များရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟင်းခန့်ဥတ္တတိပါရေးသားထားတဲ့မန်တန်ထူးပေါင်နဲ့တမ်မဏိဘခန့်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်မှာပရိသတ်တွေအလုံးအတွက်ဘလို့ဇာတ်လမ်းကောင်းလေးတွေကို တင်ဆက်ပေးသွားအောင်မလဲဆိုတာကိုစောင့်မျှော်အားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေ။